Astro Gara Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နှစ်ခတ်အစီအစဉ်ရဲ့2025ခုဇွန်လ23ရက်နေ့အတွက်ဆောင်ရွက်ရှာရွက်ဆောင်ရွက်ရမယ်နှစ်ခတ်အချိန်ခါတွေကိုကျမအင်ဒရီမိုနဲ့မတ်ရွှေယွန်ပြည်တို့မှာတက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်2025ခုဇွန်လ23ရက်ဒီနေ့လနေ့အတင်းလာတဲ့သတင်းများအတွက်ပုံမူပြီးတရားမှုရှိနိုင်တဲ့ကောင်းမွန်တဲ့နှစ်ခတ်ခုနှစ်ပါးနဲ့မြမရီလူဝင်ကိစ္စရပ်များဆောင်ရွက်နိုင်ရန်နှစ်ခတ်အချိန်ကောင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် နနက်2နာရီ5မိနစ်မှနနက်2နာရီ25မိနစ်အတွင်းမှာတော့ဖုန်းကန်ကြည့်မြင်မယ်တနက်ခက်ခင်ကြားဦးတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်နနက်4နာရီ40မိနစ်မှနနက်5နာရီအတွင်းမှာတော့စန်တာအောင်မြင်ပြီးမြစ်တိုင်ခံကောင်းမှုမဲ့စုံနက်ခက်ခင်ကြားဦးတဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်ည7:38နာရီ38မိနစ်မှည7:58မိနစ်အတွင်းမှာတော့ဘာပဲလို့လို့ထိုးတက်ရောက်ရှိအောင်မြင်မဲ့အတူတူနှက်ခက်ကြရင်ကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင် ည7:49မိနစ်မှာတနင်္ဂနွေနေ့ညသကောင်ကျော်ပြီးတင်းလာနေအကူနနန်း7:09မိနစ်အတွင်းမှာတော့ရာဒူးဩဇာအနာကြီးမြင့်မဲ့တီးပြုတ်နခကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ည10:45မိနစ်မှာည7:05မိနစ်အတွင်းမှာတော့အင်ချမ်းမြေရောင်းရကိစ္စရက်တွေအကျိုးပြုမဲ့စင်ပြူနခကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ ည7:38နာရီ38မိနစ်မှည7:58နာရီ58မိနစ်အတွင်းမှာတော့ငွေကြေးရှင်ငွေရတနာထီကန်ဆန်မှုကံအကောင်းဝန်ဈေးမဲ့ရန်နံခက်ကိန်ချောက်တဲ့ချိန်မဲ့ဖြစ်ပါရဲ့ရှင်နနက်၈နာရီ၆မိနစ်မှနနက်၈နာရီ၂၆မိနစ်အတွင်းမှာတော့သတိမီရနာထုံးငါရရှိစေမဲ့တန်နေနခက်ကင်းချောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ဆလပီဒုတိယအခန်းကဏ္ဍလေးဖြစ်တနင်္လာသတိမီများအပေါ်ပုံမူပြီးထ ිය မှုရှိနိုင်တဲ့ဆိုရနခက်နဲ့ပတ်သက်တဲ့နခက်စင်ကာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်တနာရီ10မိနစ်မှနေ့လယ်တနာရီ20မိနစ်အတွင်းမှာတော့ထိခိုက်တည်ကြည်ဖြစ်စီဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်ရတဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။နေ့လယ်3နာရီ53မိနစ်မှညနေ4နာရီ73မိနစ်အတွင်းမှာတော့အမှုအခင်းပြဿနာစိတ်ပူပန်ဒုက္ခတွေကိုဖြစ်စေနိုင်တဲ့ဒုက္ခနှက်ခတ်ကိန်းကြောက်ရတဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။နနက9နာရီ52မိနစ်မှနနက်8နာရီ17မိနစ်အတွင်းမှာတော့ဆိုရှယ်ပစ္စည်းမှုတွေကိုဖြစ်စေနိုင်တဲ့ဆယ်ရက်နှစ်ခက်ကိန်းကြားရတဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ ညနေ4:23မိနစ်မှာညနေ4:43မိနစ်အတွင်မှာတော့မိတ်ဆွေတင်ဃာဟာရီဆောရှယ်ပစ္စည်းမှုကို ဖြစ်စေနိုင်တဲ့မဲတုနက်ခကိန်ကြားရတဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ နန်းနန်း10နာရီ15မိနစ်မှနန်းနန်း10နာရီ35မိနစ်အထိမှာတော့အလုတ်စီပွားထိခိုက်ဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့ဘင်ကနှက်ခတ်ကိန်းကြားရတဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။အခုပေါ်ပြပေးခဲ့တဲ့နှက်ခတ်ချိန်ခါတွေရာဆိုရင်တော့တနင်္လာသတိများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့နှက်ခတ်ချိန်ခါတွေပဲဖြစ်ပါတယ်ရှင်။ဒီနှက်ခတ်ချိန်ခါတွေကိုတမီတို့ရဲ့ဆရာဆရာဦးဇေယကူမကိုရိုင်းအသေးစိတ်တွက်ချက်ပေးထားတာပဲဖြစ်ပါတယ်ရှင်။တမီတို့ရဲ့ယနေ့နှက်ခတ်စီစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့